ရန်ကုန်မြို့ရဲ့မြို့စွန်တွေမှာတရားဝင်ဆိုင်ငယ်စီနင်ခွင့်အရှိဖို့အတွက်တန်းဒေသကြီးအစိုးရအဖွဲ့ကိုလက်မှတ်စုဆောင်ပြီးတင်ပြတောင်းခံသွားမယ်လို့ပြောပါရယ်ရန်နိုင်စော်ဝင်းသတင်းပေးပို့ထားပါရရှင်ဆိုလကတရက်နေ့ကစပြီးရန်ကုန်မြို့မှာစိုက်ကယ်စီနင်သူတွေကိုအေးအေးယူမှုစတင်တော့မယ်ဆိုပြီးတိုင်းဒေသကြီးညွှန်ကြားချက်နဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ချက်တွေထုတ်ပြန်ပြီးနောက်ပိုင်းမှာပဲစိုက်ကဲကဲရီဆွဲသူတွေကအခုလိုလက်မဲ့ဆူဆောင်းပြီးရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်နဲ့တပ်ဆိုင်ရာအာဏာပိုင်တွေစီကိုတင်ပြသွားမှာဖြစ်ပါတယ်။အခုချိန်ထိဆူဆောင်းပြီးလက်မဲ့2000ဝန်းကျင်ခန့်ရှိတယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပဲဖြစ်ဖြစ်ပြည်ထရေးရပဲဖြစ်ဖြစ်အခုလူလူတွေကိုဖမ်းမဲ့စီးမဲ့ဟလာစိုက်ကဲရီတင်းစီးမဲ့လောက်လာရင်တော့ကျွန်တော်တို့တွေကတော့လူဝင်ရတော့စုပြီးသားရှိရယ်ရယ်ဒီဖြစ်နေပြီ။ကျွန်တော်တို့တွေကတော့အဲ့ဒီအခုအဲ့လိုဥ ဖမ်းနဲ့စီးတယ်ဆိုရင်ကျွန်တော်ကချက်ချင်းကျွန်တော်ကတုတ်ပြန်သွားမယ်ဗျာလမ်းပေါ်ထွက်သွားမယ်ဟုတ်ကဲ့ဆိုင်ကယ်ကယ်ရီဆွဲသူတွေရဲ့စားဝတ်နေအခြေအနေအခက်အခဲတွေဖြစ်နေတဲ့အတွက်ဒီလိုလက်မဲ့ကောက်ခံရတာဖြစ်တယ်လို့ဆိုပါတယ်သူတို့အနေနဲ့တရားဝင်လိုင်စင်တွေနဲ့တူညီဝတ်စုံတွေဝတ်ပြီးစနစ်တကျကယ်ရီဆွဲခွင့်ရဖို့တောင်းခံနေကြပါတယ်ကားဝင်လို့မရတဲ့လမ်းတွေရှိတယ်သူတို့ဝိုင်ဘီရက်ချပေးတယ်ဝိုင်ဘီရက်ဆိုတာကိုကျွန်တော်ဟိုစိုက်ကမ်းမျိုးနဲ့ဆိုရင်ဟိုဘက်မထားစုတို့ဟိုဘက်ဟိုဟာခြေစုဘတ်တို့ဆိုရင် လမ်းရှိတယ်ဒါပေမဲ့ကားမချပြီးကားမချပြီးတဲ့အတွက်ဒီအောက်ခြေလူတန်းသားတွေကဒီဆိုင်ကနေပဲသူတို့မှသွားလာနေရတယ်ပြီးတော့မိသားစုစားဝတ်နေကိုရှာစားနေရအဲ့အတွက်ကိုကျွန်တော်တို့ကဒီမြို့စုမြို့ဖျားလေးတွေကိုတရားဝင်လိုင်စင်ချပေးပါလို့ကျွန်တော်တို့အနေနဲ့လည်းကျွန်တော်တောင်းဆိုခြင်းနဲ့အခုကောက်ခံထားတဲ့လက်မှတ်တွေကိုဇူလိုင်လပထမအပတ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနဲ့ရှင်နေရတဲ့ပုံမှုရုံးကိုပေးပို့သွားမယ်လို့ DVV ကိုပြောပါတယ်ကျွန်တော်ကတော့ရန်တိုင်းဇော်ဝင်းပါ